အားလုံးပဲမင်္ဂလာပါခင်ဗျာသုတထွေလာ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာစဘာလင်အပင်ရဲ့ဈေးဖက်ဝင်ကုန်တက်တီလေးဟာသူတင်းမှာပါဝင်တဲ့ဓာတုပစ္စည်းလေးကြောင့်ဖြစ်ပါတယ်အဓိကအားဖြင့် citrate လို့ခေါ်တဲ့ဓာတ်ပေါင်းကအရေးပါပြီးဒီတစ်ခါဘက်တီးရီးယားနဲ့မှိုးပိုးတွေကိုတိုက်ဖြတ်နိုင်တဲ့အပြင်ရောင်ရဲမှုကိုလည်းရောကျစေပါတယ်ဒါအပြင် flavonoids နဲ့ phenol ဓာတ်ပေါင်းတွေလည်းပါဝင်တာကြောင့်ဓာတုဆန့်ကျင် antioxidant အာနိသင်ကိုပိုမိုအားကောင်းစေပါတယ်သူတေသနအရစဘာလင်အပင်ရဲ့ဈေးဖက်ဝင်အကျိုးကြီးစုညာပိုးမွှားတွေကိုတိုက်ဖြတ်နိုင်ခြင်း antimicrobial ။စပားလိန်အစီကိုသူတည်တနာတွေအများပြပြုလုပ်ထားပြီးဘက်တီးရီးယားနဲ့မှိုးပိုးအမျိုးမျိုးကိုနှိမ့်နှိမ့်နိုင်တဲ့အဆောင်ရှိကြောင်းတွေ့ရှိရပါတယ်။ဥပမာအားဖြင့်ပါပူစားခြင်းကိုဖြစ်စေတဲ့ဘက်တီးရီးယားတွေနဲ့အရေးပြားမှုရောဂါတွေကိုဖြစ်စေတဲ့မှိုးပိုးတွေကိုတိုက်ဖျက်နိုင်ပါတယ်။ရောင်ရဲမှုကိုရောကျော်စေခြင်း anti-inflammatory စပားလိန်အပင်ထဲမှာပါတဲ့ဓာတ်ပေါင်းတွေဟာကိုယ်တွင်းရောင်ရဲမှုတွေကို short ချပေးနိုင်တယ်လို့လေ့လာတွေ့ရှိရပါတယ်။ဒါကြောင့်အဆင့်မြင့်ရောင်ရဲနာခေါင်းနဲ့အခြားသောရောင်ရဲမှုနဲ့ဆိုင်တဲ့ဝေဒနာတွေကိုသက်သာစေဖို့အထောက်အကူပြုနိုင်ပါတယ်။ဒါအပြင်ကန်ဆယ်ဆဲမျိုးကိုဟန့်တားခြင်း anti cancer အစောပိုင်းတုတေသနအဆင့်လေ့လာမှုတွေမှာစပားလိန်အပင်ဟာအချို့သောကန်ဆယ်ဆဲတွေရဲ့ကြီးထွားမှုကိုဟန့်တားနိုင်တယ်လို့တွေ့ရှိထားပါတယ်။ ်ဒါပေမဲ့လူသားတွေမှာတကယ်ပဲထိရောက်မှုရှိမရှိကိုတော့ဆက်လက်ပြီးသူတည်တနာပြုဖို့လိုအပ်နေပါသေးတယ်